ဒါတရေတရေကားတွေတွေကနေထွက်လာတော့ဒါမဲ့လည်းဒါတရေကားပါပဲဒါမဲ့ဟိုတရေကာရိုက်တာနဲ့မြန်မာနဲ့ကလည်းကွဲထွက်နေရပါတော့ဒီကားလေးကကျတော့တခုကအပိုင်း3ခုလောက်ပိုင်းတာပါတော့ဒီပိုင်းကကျတော့ဟာတလေးတွေကြီးပဲသွားတယ်နောက်ဒီပိုင်းကကျတော့တရေပိုင်းကြီးသွားတယ်နောက်ဒီပိုင်းကကျတော့ trauma ပိုင်းသွားတယ်ဆိုတော့ညညခန္ဓာကကျတော့ long trauma ပဲညဟာတရဲလည်းမရောဘူးဒီတရေကြီးတွေလည်းမရောဘူးညက long trauma ကြီးပဲချိုးရမှာဆိုတော့လေဟုတ် ဟုတ်မင်္ဂလာပါရှင်ဟုတ်အဲဒီကားလေးကပေါ့နော်မိမိမွေးအဲဟိုမိမျိုးတို့ရဲ့အဲပြီးတော့ဦးသေးတို့ရဲ့ဦးငယ်လေးတွေကနေပြီးတော့မျက်နှာလိုက်တဲ့ character လေးရှိရယ်ပေါ့နော်ဒါ character လေးရိုက်ကြမယ်ဆိုပြီးပြောတဲ့အချိန်မှာမြတ်လက်ခံမိရဖြစ်တာပါဟုတ်ဟုတ်အဲဒီကားရဲ့မှာကျတော့မြတ်ဟိုကိုကျော်ထက်အောင်ရဲ့အဲမိမနေရမိမလေးနေရပေါ့နော်အဲ့နေဟုတ်ငယ်ငယ်လေးလေးဟိုတက်အဲ့လိုမိမဆိုရင်လည်းတက်ကြည့်ပါဦး မိမငငယ်လေးဟိုအဲ့လိုနေရာလေးကပါဝတ်တိရောက်ဆောင်မှာပါပြီးတော့ အဲ character အရာလေးရပေါ့နော် drama လေးများများပိုင်းရကြ drama ကြီးပဲပေါ့ဟုတ်အဲအဓိကတော့ပေါ့နော်များတို့ဒီလိုအတိတ်နမိတ်တွေချို့ကြလဲယူဆရှိရပေါ့များတို့ကြလဲအဲဒီလိုတစ်ခုဖြစ်သွားတယ်အဲဒီလိုဟို robot fake ကနေတစ်ခုဖြစ်သွားတယ်ဆိုတော့အဲ့ဒါကိုဟိုကောင်းတဲ့ဘက်ကတွေးပြီးတော့ဒါဒီကပေါက်မှာမဟုတ်လို့ဒီလိုဖြစ်တာဆိုပြီးတော့အဲ့လိုလေးပဲတွေးလိုက်ပါတယ်ဟုတ်မရှိဘူးဒါပေမဲ့အဲ့လိုအဲအဲ့လိုချက်တွေအဓိကအဲ့လိုလိုက်ပြီးတော့တော့လောက်တာမရှိဘူးလူကြီးတွေကရှိရပေါ့နော်သမီးဘယ်ရဲဆိုရင်တော့ဗာလေးလုံးတင်တယ်ဘယ်ဘယ်လိုရဲဆိုရင်တော့ရွှေပြီးလုံးတင် င်နေပေါ့။မြောက်ကျလည်းလူငယ်တွေမှုလို့လားအဲ့လောက်ထိအယူသိမ့်မရှိဘူးခေါ့။ရှိတယ်။တမိတနေ့နာနေဆိုရင်လုံးမလုံးနဲ့တော့တနေ့နာနေလို့ရနှစ်ခါဖြစ်တတ်တယ်။ဟဲ့ပြိုင်ဘူးတောင်းနေဆိုခေါင်းမလျှော်နဲ့တော့ဥပုံနေဖြစ်တယ်။အဲအဲ့ဒါကအမြဲတမ်းဒါမေမေတို့ဒီကြီးတွေကပြောနေကြပေါ့နော်။အဲပြိုင်ဘူးအလုပ်တွေလုပ်ပြီဆိုရင်အဲရွှေရက်ရွှေတာအဲရရတမိဒီရက်ဒီရက်လေးတော့ကောင်းတယ်။ဒါကတော့ဒါ မိမိတို့ဒါလူကြီးတွေကတော့ဒါအကုန်ပြောနေကြပါတော့အဲများတို့ကြောက်လေဟိုနည်း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 လူငယ်မိုးလို့လားတော့မသိဘူးအဲ့လိုတစ်ခုဖြစ်ပြီဆိုရင်ဟာအဲ့နဲ့ရှောက်ပြီးတော့ဗောနော်လို့ဆိုစနောက်ပြီးတော့ပဲနေလိုက်တာဆိုအဲ့လောက်ထိထိအရန် sensitive မဖြစ်ဘူးဗောဒါတရေတရေကားတွေကနေထွက်လာဩဒါမဲ့လေဒါတရေကားပါဒါမဲ့ဟိုတရေ character နဲ့များနေရတယ်နည်းနည်း क्वे ထွက်နေရဗောနော်ဒီကားလေးကကြတော့တကူက အပိုင်း၃ခုလောက်ပိုင်းတာပေါ့နော်အဲတစ်ပိုင်းကကြောဟာတလေးတွေပဲသွားတယ်နောက်တစ်ပိုင်းကကြောတရေပိုင်းတွေသွားတယ်နောက်တစ်ပိုင်းကကြောဒရမာပိုင်းသွားတယ်ဆိုတော့ညညကန်တာကကြောလောကဒရမာပဲညဟာတရဲလည်းမရောဘူးဒီတရေရဲလည်းမရောဘူးညလောကဒရမာကြီးပဲချိုးရမှာဆိုတော့လေဟုတ်အဲလေးကြောဒါညနဲ့ကွဲထွက်နေမှာပေါ့နော်ဒီကာရိုက်တာကြီးရလေးရောပြီးတော့ဒီစက်ရုပ်ဒီခင်ခင်လေးနေရာကြောပေါ့နော်နည်းနည်းအဲဒရမာဘက်သွားပြီးတော့သူ့ရဲ့ကာရိုက်တာကြီးရလေးကတော့စိတ်မမှန်မမှန်တဲ့ကောင်မလေးတယောက်အနေနဲ့ဆိုတော့ ဲ့လိုလေးသွားတာပေါ့နော်လောက trauma ပိုင်းပဲပါတာအဓိကတော့ဟိုပေါ့နော်များတော့ shooting တစ်ခါပြီးရတယ် အဲညနေပိုင်းညပိုင်းဆိုလည်းညပိုင်းများရုပ်ရှင်တကားကိုပုံမှန်ကြည့်ရတယ်။ဘာဖြစ်လို့လဲဆိုတော့လေဒီနေ့မှတော့ဒီ character နဲ့အမြန်ကြီးခေါင်းနေတဲ့မှာဒီ character ဒီ character နဲ့ပေါ့နော်နည်းနည်းဟိုဟာဖြစ်နေတဲ့အချိန်ကြရင်အဲညပိုင်းလောက်ကြရင်နောက်ထပ်အဲကိုအစ်စ်လေးတစ်ခုပေါ့အစ်စ်တစ်ခုထပ်ပြီးတော့ဖြေလို့ရအောင်ရုပ်ရှင်ကားကြီးကြည့်ရအဲအမှများတော့ idea လေးတွေအော်သူတို့ဒီလိုနေရာလေးမှာဒီလိုလေးတရုပ်ဆောင်သွားရပါလားဆိုတော့အဲ့လိုပေါ့များကလည်းတင်တန်းတွေပါတက်ခဲတာမရှိဘူးဆိုတော့လေများရုပ်ရှင်ကားကြီးကြည့်နေနေပဲရုပ်ရှင်ကားကြီးကြည့်နေနေပဲတင်ယူသွားပါ ောနော်ပြီးတော့ဒါအများရဲ့ဥပညာဝန်ဆာကြတော့ဒီ character လေးဒီ character လေးတွေကမှတစ်ခုပြီးတစ်ခုရရင်ရရင်နေမှာဒါအများတို့နားလည်လာတာဩဒီ character လေးဆိုဒီလိုမျိုးဆိုတာမျိုးပေါ့ဟုတ်ဘယ်ကားပဲလေဘလို့ဘယ်ပဲပြန်ကြည့်ကြည့်လေးဘောချက်တရားတွေ့တာပဲဟာငါဒီနားလေးဒီလိုလုပ်လိုက်ရင်ကောင်းသားဆိုတာမျိုးလေးတော့အမြဲတမ်းတွေ့နေရပဲပေါ့နော်ဒါမဲ့လဲဒါတွေကလဲဒါအမြဲတမ်းလဲရှိနေပါဘာလို့လဲဆိုတော့ဥပညာဒီဝန်ဆာဆိုတာဖြည့်လေး မပြည့်လေဖြည့်နေမပြည့်လေဆိုတော့လေအဲ့တော့အခုကျရလဲဒါများဟိုဒရိုက်တာဆိုလဲဦးသေးရောတခြားဒရိုက်တာတွေနဲ့ရိုက်လာရပြီကာရက်တာတွေဆိုလဲမတူညီရဲ့ဟာတွေဖြစ်လာပြီဆိုတော့အတွက်ကိုအများတော့ကြတော့လည်း challenge လေးတစ်ခုပြီးတစ်ခုတော့ဂိမ်းဆော့တယ်လို့ပဲအဲငါဒီ challenge လေးဒီကလုံးလုံးနိုင်သွားပြီဆိုဟာဒါဆိုရင်ငါဒီ challenge အောင်သွားရင်နောက်နောက် challenge တစ်ခုပေါ့ဟုတ်အခုနောက်ပိုင်းတော့ drama လေးအများရိုက်တာများလာပါလိမ့်မယ်ဟုတ်ဟုတ်အရင်ကလည်းအဲ့လို drama ရိုက်ချင်တဲ့စိတ်ရှိတယ်အဲ drama ဆိုရင်ငါဘယ်လိုလေးရိုက်ချင်တယ်အဲပြီးတော့ ့ကြည့်ရကားတွေကအဲ့လိုတရေကကြည့်ပြင်မဲ့လဲ drama ဘိုင်းလဲမြချီကြည့်ရဆိုလေဟာငါဒီညာလေးမှာဒီလို character လေးနဲ့လှုပ်ချင်နေဆိုတာမျိုးလေးပေါ့နော်အဲ့လိုကြတော့တဖြည်းဖြည်းတဖြည်းဖြည်းလုံးနေနေပဲမြအခုရိုက်နေတဲ့ drama ကဆိုလဲ heavy drama ပဲဟုတ်အိုက်ကဆိုလဲဒီလိုပဲဒါမဲ့လဲဒီကားတကဒီလိုအဲဒီလိုတန်ဖို့မျိုးထင်ကလုံးနိုင်သွားပြီဆိုမျိုးခလေးလိုလေခိန်းစော့တလို့ပဲဟာဒီဒီ level ခတ်တဲ့ level ကလုံးနိုင်သွားပြီဆိုတော့နောက်တစ်ခုလှုပ်ချင်သေးတယ်ဆိုတာမျိုးပေါ့ဟုတ်အခုဒီ character လဲမြတ်တော့တော်တော် challenge ဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူ့ ဲ့ဒီ character ရဲ့ခင်ခင်လေးကတော့စိတ်မှုမမှန်တဲ့ကောင်းပါလေးဆိုတော့လေအဲစိတ်မှုမမှန်တဲ့အဲသူတွေရဲ့အဲ ုပေါ့နော်ဟိုနေနေတာထိုင်တာပြောတာဆိုတာသူတို့မျိုးလုံးလေးပေါ့အဓိကသူတို့မျိုးလုံးမှတီးရတာမျိုးလုံးလေးတွေကဘယ်လိုလဲဆိုတာလေးဒါအခုထဲကတော့ညာ character တွေစပြီးတော့လေ့လာနေရပေါ့နော်အဲတင်ယူနေတယ်ပြီးတော့အမူရနေတာထိုင်တာလေးဆိုင်မြောက်ကြဒီသေးလိုက်ပြီးတော့ကြည်ရပါပေါ့နော်သူတို့မျိုးလုံးလေးတွေကဘယ်လိုလေးလဲဆိုတာမျိုးပေါ့အဲဒီကလည်းများတော့ခတ်တဲ့ challenge ပါပဲဟုတ်မဟုတ်ဘဲနဲ့တော့ရေရေလေးကိုတော့စိတ်မနှံ့စိတ်ဟိုဟာဘယ်လိုပြောမလဲမမှန်တဲ့ဟာလေးပေါ့ဟုတ်အဲ့လိုじゃ ည်းနည်းဟိုပုံမှန်ထက်ပိုခက်တယ်ပေါ့နော်ဟိုရိုးရိုးများတို့ဒရမာမှာဒရမာရှိုးလိုက်တာအကြနည်းနည်းအဆင်ပြေတယ်ပြီးတော့တော်တော်ခအောင်လုံးဝရှူရတယ်ဆိုရင်လည်းဒါနည်းနည်းလောက်ရတာများတို့အတွက်အဆင်ပြေပေါ့ဒါကြောင့်ချားကြနေရက ပုံကလူကလည်းပုံမှန်ပဲဒါပေမဲ့စိတ်ကမမှန်တာမျိုးပေါ့အဲ့လိုမျိုးပေါ်လာလို့อ่ะဆိုတော့ဒါဥတေရမြောက် challenge အကြီးပေးတာပေါ့ဟုတ်အစဖတ်ဖတ်ချင်းอ่ะဗျာပထမတစ်ခါဖတ်တယ်ဒါဇက်ကိုပဲတေချာလေးဖတ်လိုက်တယ်ဒုတိယတစ်ခါကျ character ရဟကိုကြီးကြီးလိုက်တဲ့ချိန်မှာဖတ်နေနေမှာအော်လို့အစလေးပုံမှန်မဲတင်တာမဟုတ်လားအစကိုကိုရိုင်းလည်းပုံမှန်မဲသူ့ရဲ့ပုံစံလေးอ่ะဩဒါပုံမှန် character လေးပဲအော်ဒီလိုဒီလိုဘယ်သူနဲ့ဘယ်သူနဲ့တွဲရမှာဩโอเคဟုတ်ဒီဟာကြီးလိုက်ဒါပေမဲ့လေဖတ်နေ ဖက်နေတယ်။ဟောသူစိတ်မမှန်တာပဲဆိုတော့အဲအဲ့ဒါမှပေါ်သွားတာဆိုတော့ ဖတ်တဲ့ဖတ်နေတဲ့အချိန်မှာတော့အဲ့လိုဆိုအပြင်မှာလည်းများတော့အဲ့လိုဖြစ်အောင်ပြရမှာဟုတ်အဲဒါပေမဲ့လည်းသူစိတ်မူမမှန်တာလေးကိုအဲ့လိုမျိုးလုံးလေးတွေကနေပဲဖြစ်ဖြစ်အဲ့လိုသူပြောလိုက်တဲ့စကားလေးတွေကပဲဖြစ်အမှုရာလေးတွေကဖြစ်ဖြစ်ပြရမှာဆိုတော့အဲနည်းတော့ပေါ့နော်ဒါဟိုဒီ driver လိုချင်တဲ့ပုံစံကိုလည်းများတော့ကြည့်ရမှာပေါ့ဦးသက်ကလည်းအဲသူလည်းဟိုမြနဲ့မတူတဲ့ပုံစံများကိုလုံးဝအပြင်မှာရိုက်ထားတာနဲ့မတူတဲ့ပုံစံမျိုးနဲ့သူရိုက်ချင်တယ်အဲသူမြင်ချင်တယ်ဆိုတော့အဲ့ဒါလေးပေါ့ဦးသက်ကများပင်ပန်းခိုင်းတော့ ုတ်တယ်ဟုတ်တယ်အဲအဲ့လိုစိတ်ဝင်စားဖို့လည်းပိုကောင်းပါဗောနော်။ तू ရောဘာလုံးမှာလဲ तू ဘာဖြစ်မှာလဲဆိုတာမျိုးလေးပေါ့။အဲဒီကားလေးကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ပြောလေမြတ်တို့အဲဒီလိုပုံမှန်မြတ်တို့မြင်နေကြတွေ့နေကြကားတွေကကြတော့ character တွေဆိုဒီလိုဆက်ဆက်ပြီးတော့ဒီလိုတူတူပဲလေ။အဲတရေကားဆိုရင်တရေဟာတာကားဆိုရင်အဲအကုန်လုံးဒီလူတွေနဲ့ဆက်ဆက်ပြီး၆ခန်းနဲ့ပို့။မြတ်အကြောက်တက်တက်ကြီးအဲ့လို drama ဘိုင်းတီးတန့်ကိုပါနေရ။ ဲ့လိုကြာအောင်ကွဲထွက်နေတာဟုတ်တိတ်ချာလေးတော့လောရမှာပေါ့နော်ပြီးတော့မြားကလည်းအခုလက်ရှိကလည်းကားရိုက်နေရတဲ့ဒီ character နဲ့စန့်ကျင်ဘက်ဖြစ်နေစန့်ကျင်ဘက်ဖြစ်နေတော့ဟိုပေါ့နော်ဒီကားရဲ့မူလေးကိုအရင်ပြီးအောင်ဖြတ်ပြရနဲ့ဒီ15 20လောက်ဆိုရနဲ့ဟိုဘက်ကဒီခင်ခင်လေးမူကိုပေါ့စပြီးတော့ထည့်ရတော့မယ်ပြီးွားရင်ဟိုပေါ့နော်သူ့ရဲ့အမူအရာလေးတွေခင်ခင်လေးရဲ့ဟိုဘလိုပြောရမလဲဟန်ပန်မူရသူသူ့ရဲ့လက်ဟန်ခြေရန်စကားပြောပုံအဲ့လေးကစတီသေးလိုက်ပြီးတော့ ဘက်ကိုလေးလာပြီးဟိုပုံဖော်ရမှာပေါ့နော်ဟုတ်အဲများတော့ပေါ့နော် character အစ်တလေးနဲ့မြင်ကျင်ကြရတဲ့သူအဲသူတယောက်ရှင်းစီတိုင်းအတွက်အများကားလေးအများကြီးရိုက်ထားပါတယ်လို့အဲ့ကားလေးထွက်လာရင်လည်းအားပေးကြပါအောင်လို့ပြောချင်ပါရှင်ပါ